ကျွန်တော်တို့အိဇဲထဲမှာအခုလိုမျိုးစလုံးလေးတွေကိုအပေါ်အောက်ဘလို့ရေးရလဲဆိုပြီးတော့မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်။အခုလိုမျိုးကျွန်တော်တို့စလုံးလေးတွေအပေါ်အောက်ရဖို့ရာအတွက်အိဇဲထဲမှာကျွန်တော်တို့ super secret နဲ့ sub secret ဆိုတာလေးသုံးပေးရပါတယ်။ဒီရဲ့ကျွန်တော်တို့ super secret နဲ့ sub secret သုံးဖို့ရာအတွက်ကိုအပေါ်အောက်အတင်အချာပြုတ်လောက်လို့တဲ့စလုံးလေးတွေကို အရင်ဆုံးကျွန်တော်တို့ဆက်လက်လေးပေးထားဖို့လိုပါတယ်။ဆက်လက်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ home tag ထဲကနေပြီးတော့ ဖောင်းကရုထဲမှာဖောင်းဒီရဲ့ကျွန်တော်တို့ဒိုင်ယာလော့ဘောက်လေးကိုတစ်ချက်လောက်ဖွင့်မယ်ဒီဘောက်လေးကျလာပြီဆိုရင်တော့ဒီထဲမှာကျွန်တော်တို့က super secret နဲ့ set secret ဆိုတဲ့နေရာလေးရှိပါတယ် super secret ကတော့ကျွန်တော်တို့စလုံးတွေကိုအပေါ်တင်ခြင်းတဲ့အခါမှာသုံးပြီးတော့ set secret ကတော့ကျွန်တော်တို့စလုံးတွေကိုအောက်ချခြင်းတဲ့အခါမှာသုံးပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်တော့ west d ဆိုတဲ့စလုံးလေးမှာ SD ကိုအပေါ်တင်ကျင်တာဖြစ်တဲ့အတွက် Super Secret မှာအမှန်ကျလေးတဲ့ OK လေးနဲ့လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးလေးကျွန်တော်တို့ဒီမှာအပေါ်ကိုရောက်သွားပါလိမ့်မယ်ဒီတော့ဒီအောက်မှာရှိနေတဲ့စလုံးလေးကိုလည်းဆလတ်လေးမှတ်ပြီးတော့ဖောင်းတိုင်ရလော့ပေါက်ထဲဝင်မယ် Super Secret မှာအမှန်ကျလေးထည့်ပြီးတော့ OK နှိပ်ပေးလိုက်ပါမယ်ဒီအောက်မှာတော့ကျွန်တော်တို့က H2O ဆိုတဲ့စလုံးလေးမှာ2ကိုဆလတ်လေးပေးပြီးတော့ဖောင်းတိုင်ရလော့ပေါက်ထဲဝင်မယ်အောက်ကိုချကျင်တာဖြစ်တဲ့အတွက် Set Secret မှာအမှန်ကျလေးထည့် โอเคလေးနေလိုက်တန်တဲ့တပြိုင်နဲ့အခုလိုမျိုးလေးကျွန်တော်တို့ရောက်သွားပါလိမ့်မယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်